မိတ်ဆွေမိတ်ဆွေရဲ့ content တွေကိုပုံစံတစ်မျိုးတည်းနဲ့ဖန်တီးနေတယ်ဆိုရင်တော့60ရာခိုင်နှုန်းနဲ့အထက်သော audience တွေကိုလက်လွတ်နေရပါပြီ။ဟုတ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ content တွေကပုံစံအမျိုးမျိုးနဲ့ဖန်တီးလို့ရတယ်ဗျာ။ကျွန်တော်ဒီကြောင်းလေးကိုမပြောခင်ကျွန်တော်နည်းနည်းလေးနေပြပြောချင်တယ်ကျွန်တော်တို့တက်ကတော့တက်တုံးက semester တစ်ခုပြီးသွားရင် ပြီးထွက်ရတယ်လက်တွေ့လေးလိုက်ခီးသွားတယ်ပေါ့ဗျာအဲ့လိုလက်တွေ့လေးလိုက်ခီးသွားတဲ့အချိန်မှာကျွန်တော်တို့နေတဲ့နားတဲ့ရွာမှာကျွန်တော်တို့ကိုစားဖို့တောက်ဖို့တမင်းချက်ကျွေးတယ်အဲ့လိုတမင်းချက်ကျွေးတဲ့အခါကျရင်ဝတ်သားကျွေးတဲ့နေဆိုရင်ကျွန်တော်တို့တွေကိုမေးတယ်ပေါ့နော်ဝတ်သားမစားတဲ့လူရှိတာပေါ့ဝတ်သားမစားတဲ့လူရှိရင်ကျုံကျော်တို့ something ပေါ့ငချောက်တို့အဲ့အဲ့နေပြအချားရင်းတစ်မျိုးရတယ်ပေါ့ဗျာအဲ့အချိန်မှာကျွန်တော်တကယ်ချင်းတောင်းသူတယောက်က ဆရာကဘာပြန်မေးလဲဆိုတော့ဝတ်သားမစားရလူရှိလားလို့မေးတဲ့အချိန်မှာဆရာကဝတ်သားကိုဘလို့လုတ်ထွေးမှာလဲကြော်မှာလားချက်မှာလားဟဲ့အခုနကောင်းတဲ့အကြောင်းပြောနေတာဒီဝတ်သားကြော်တာနဲ့ချက်တာနဲ့ဘာဆိုင်လဲလို့ဒီလူတော်တော်ရှာရှိတာပဲလို့မတွေးပါနဲ့ဆိုင်လို့ကျွန်တော်ပြောနေတာပါအဲ့တော့ကျွန်တော်တို့ဆရာကပြန်ပြောတယ်ဟဲ့တဲ့နင်းဝတ်သားကိုစားရင်စားရမစားရင်မစားဘောရကြော်မလားရှက်မလားငါ့ကိုမေးစရာမှမတူတာတဲ့အဲ့တော့အဲ့အကြောင်းသူကဘာပြန်ပြောလဲဆိုတော့တမိရတယ်ဝတ်သားကိုကြော်ရင်စားရစီရတဲ့ချက်ရင်မစားဘူးတဲ့ ဲ့တော့ပြောနေတဲ့အဓိကအကြောင်းအရာကလာပါပြီကျွန်တော်တို့ကောင်းတဲ့အနေကိုဖန်တီးကြတဲ့အခါဓာတ်ပုံတွေရှိမယ်ဗီဒီယိုတွေရှိမယ်စာတွေရှိမယ်အင်ဖိုဂရက်ဖစ်တွေရှိမယ်အစရှိတဲ့ပုံစံမျိုးလိုရှိတယ်ဝတ်သားတော့ဝတ်သားပဲကျော်လိုက်တာရှိမယ်ချက်လိုက်တာရှိမယ်တုပ်လိုက်တာရှိမယ်နော် ပြုတ်လိုက်တာရှိမယ်အစရှိတယ်အဲ့လိုသဘောတရားနဲ့သက်ဆိုင်တယ်လူတွေရဲ့ခံစားမှုတွေ မတူကြတချို့ကဗီဒီယိုကြီးကြည့်ရတယ်သဘောကျတယ်တချို့ကလည်းစာနဲ့ဖတ်ရဝတ်တာတချို့ကစာတော်မှရှင်အများကြီးဆိုမှဖတ်ချင်တယ်တော်တော်လေးဆိုရင်ဖတ်ချင်တယ်ဒီလိုမျိုးမတူညီတဲ့ပုံစံဖြစ်နေကြတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်စမ်းကြည့်တယ်ထားမှာတော့များသောအားဖြင့်ကျွန်တော် page ကစာတွေကိုတွားကြည့်လိုက်စာတွေကအရှိတယ် A4 နဲ့ဆိုနေဆုံးတစ်မျက်နှာပေါ့နော်နှစ်မျက်နှာလောက်ထိရှိတဲ့စာတွေတချို့ကအဲ့လိုစာအရှိအမြင်မဖတ်ဘူးညင်းသွားကြောသွား ဲ့တော့ကျွန်တော်ကအဲ့ဒီစာအရှိန်ကြီးတဲ့ကအဓိကအရေးကြီးတဲ့အချက်၃ချက်၅ချက်အစရှိတယ်ပွိုင်းလေးတို့ကိုကျွန်တော်ပြန်တင်တယ်အဲ့တော့နည်းနည်းပုံသဘောကျကြတယ်ဒါပေမဲ့တချို့ကကြောက်လေအဲ့လို short to the point တိတ်မကြိုက်ဘူးပြင်းပြင်းစုံစုံတိတိချာချာအသေးစိတ်ပြီးကျင်တယ်အဲ့လိုလူတွေကကြောက်စာအရှိန်ကြီးကိုကြိုက်တယ်အဲ့ဒီစာအရှိန်ကြီးကိုပဲကျွန်တော်တို့ပုံစံပြောင်းနေပေါ့နော်ဥပမာကျွန်တော်တင်မှုတွေမှာအောင်မြင်သူတို့အတွက်အလေးချိန်ဆယ်ချက်ပေါ့ဒါကိုကျွန်တော်စာအရှိန်ကြီးရေးလိုက်တယ် အဲ့လိုစာရှိရေးပြီးတော့တင်လိုက်တယ်တင်နှစ်၃လ၅ချက်ခွန်ချင်းကို၁၀အဲ့ဒါကိုပဲကျွန်တော်ကဘယ်လိုပြန်လုပ်လဲလဲဆိုအောင်မြင်သူတို့အတွက်၄ချက်၁၀ချက်ပေါ့အဲ့ဒါကိုတစ်ချက်ကိုတပုံနှစ်ချက်ကိုတပုံသုံးချက်ကိုတပုံအဲ့လိုတပုံမှာတစ်ချက်စီ caption တွေထိုးပြီးတော့ပုံစံပုံနဲ့တင်လိုက်တယ်အဲ့ဒါကိုပို့ပြီးတော့သဘောကျတယ်အဲ့အောင်မြင်သူတို့အတွက်၄ချက်၁၀ချက်ကိုပဲကျွန်တော်ဗီဒီယိုတစ်ခါပြန်ရိုက်တယ်တချို့ကလည်းဗီဒီယိုသဘောကျတယ်ဒါကြောင့်ခုနကပြောသလိုပဲလူတွေရဲ့လက်ခံမှုတွေကမတူဘူးတချို့ကနားနဲ့လက်ခံတယ် တချို့ကကြတော့မျက်စိနဲ့လက်ခံတယ်ပြောချင်တာကတချို့ကဗီဒီယိုကြည့်ရတာကြိုက်တယ်တချို့ကစာဖတ်ရတာကြိုက်တယ်ဟိုနားနဲ့လက်ခံတယ်မျက်စိနဲ့လက်ခံတယ်ဆိုလို့လမ်းကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကိုယ်ရေးဆယ်တန်းနေတော့မှာတချို့တည်းကစာကိုထိုင်မကျက်ဖက်နဲ့သူများကြက်တာကိုနားထောင်ရင်ရသွားတယ်ဆိုရင်သူချားဘူးကောင်းချားဘူးလိမ့်မယ်တွေ့လို့တွေ့ဘူးချားလိမ့်မယ်အဲ့ဒါကဘာလဲဆိုသူတို့ကနားကြားတာနဲ့ဒီအလုပ်ဖြစ်တယ်ဖတ်နေစရာမလိုဗီဒီယိုလေးနဲ့ဗန်တီးမဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook တွေမကအောင် TikTok တို့ကျွန်တော် YouTube တို့မှာလည်း ဟိုပြန်တင်လို့ရမယ်ဒါကတော့အသာချင်ရှိတာပေါ့နော်ဆိုတော့ဗီဒီယိုကိုအခုလိုဒီ content တိုင်းပြန်ပြီးမရိုက်နိုင်ဘူးဆိုရင်တော့မှအခုနဥပမာထားပါတော့အောင်မြင်သလိုအလေးချင်းဆက်ချက်ပေါ့ဒါကိုကျွန်တော်တို့ကပုံလေးနဲ့အဲ့ဒီပုံမှာစာလေးနဲ့အဲ့လို photo slide show လေးပုံစံမျိုးလေးနောက်ခံဒီလိုလေးတဲ့အကြောင်းလေးလုပ်ပြီးတော့ editor တွေပါမှာတင်တာမျိုးလေးလုပ်လို့ရပါတယ်ဆိုတော့နှွေးမပြန်ချုပ်အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ content တွေကိုပုံစံအမျိုးမျိုးနဲ့ဖန်တီးဖို့လိုပါတယ်သူများကတော့ပြောတာပါကျွန်တော်လည်း video ရိုက်တာဒီနောက်ပိုင်းမှာနည်းနည်းလေးကျဲပါတယ် ကျဲတယ်ဆိုတာကလည်းနည်းနည်းလေးမအားတာလည်းပါတယ်ပေါ့နော်မိတ်ဆွေတို့ကနေ့စဉ်ဆိုရှယ်မီဒီယာသုံးတဲ့အချိန်မှာဘလို့ပုံစံမျိုးနဲ့ content တွေကိုပို့ပြီးတော့ကြိုက်ခဲ့စာနဲ့ကြိုက်လားဗီဒီယိုနဲ့ကြိုက်လားစာအတူကြိုက်လားစာရှိကြိုက်လားဒါမှမဟုတ်မိတ်ဆွေကကိုယ့်ရဲ့လုပ်ငန်းမှာကိုယ်တိုင် content တွေ finding နေတဲ့သူဆိုရင်လည်းဘလို့ content ပုံစံမျိုးတွေကိုပို့ပြီးတော့ finding ဖြစ်နေလေကိုယ့်ရဲ့ audience တွေကဘလို့ဟာတွေကိုပို့ကြိုက်တယ်လို့ထင်တယ် comment မှာပါဝင်ဆွေးနွေးညောင်းရပါလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ